hello so အခုဖတ်ပေးမှာက his true feeling ပေါ့နော်သူ့ရဲ့တကယ်ခံစားချက်အမှန်နဲ့ဒူမင်းကိုပြောဖို့ကြောက်နေတဲ့စကားတွေကဘာတွေဖြစ်မလဲဒီနေ့နည်းနည်းကြည့်ကြမယ် collective reading ပဲပေါ့နော်ဆိုတော့သူ့ရဲ့သူ့ရဲ့ဆိုတာတစ်ဖက်သူပေါ့နော်တစ်ဖက်သူရဲ့လက်ရှိမင်းပေါ်ထားတဲ့ခံစားချက်အမှန်ကပါပဲ

ချင်းရဲ့တစ်ဖက်သူကအတော်လေးတော့စိတ်ခံစားချက်ကိုဦးစားပေးတဲ့သူတွေဖြစ်မယ်ပေါ့နော် judgment judgment ကိုရရင်ကိုယ်ကိုခံစားချက်တွေရှုပ်ထွေးတယ် fear of panicking ဆိုတော့လောလောဆယ်တော့ကိုယ့်ရဲ့ quality တွေပေါ့တစ်ဖက်သူရဲ့ခံစားချက်က sweet ဖြစ်နေတာမျိုးကိုတွေ့ရတယ်ပေါ့နော် ဟိုသူမင်းပေါ်ကိုဘယ်လောက်တောင် romantic ဖြစ်နေလဲဘယ်လောက် innocence ဖြစ်နေလဲဆိုတာတွေဒီကာလမှာခံစားရလိမ့်မယ်ခံစားရလားပေါ့နော်ဒါပေမဲ့တခုတတိထားရမှာကအတွဲတွေမှာတော့ပေါ့နော်ဟိုတစ်ဖက်သူကသူဘယ်လောက်မင်းပေါ်ကိုချစ်နေပါစေဘယ်လောက်ခံစားချက်တွေကောင်းမွန်နေပါစေအဲ့ဒီဟာကိုပေါ်ပြမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူအရင် share တတ်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အရင်ဟိုသူခံစားချက်ကမတေချာဘူးလို့သူကိုယ်တိုင်ခံစားနေရတဲ့အချိန်မျိုးမှာတော့ သူသူရဲ့ခံစားချက်တွေကိုမင်းတို့ထုတ်ပြောမှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့တချို့အတွဲတွေမှာတော့တစ်ဖက်သူကတော်တော်လေးကို romantic ဖြစ်တဲ့ offer တွေပေးလာနိုင်မယ်ပေါ့နော်အာတချို့ long distance ဖြစ်နေတဲ့သူတွေပါတယ် LDRS ဖြစ်နေတဲ့သူတွေပါတယ်ဆိုရင်လက်ရှိမှာသူမင်းကိုတတိယနေရဲ့ missing ပေါ့နော်လွမ်းနေတယ်ဆိုတာမျိုးတွေကိုလည်းမြင်ရတယ်တချို့အတွဲတွေကပေါ့နော် အစဉ်ပြေနေရင်လည်းကနေရုတ်တရက်ကြီးအစဉ်မပြေထဖြစ်ပြီးတော့တယောက်နဲ့တယောက်ဝေးကွာဖို့ကိုယူရေးချဲ့ထားတဲ့သူတွေလည်းပါလိမ့်မယ်ဒီ collective ထဲမှာအဲ့လိုလူတွေဆိုရင်အာငါတို့တွေခဏလေး break ကြတော့ break ကြဆိုခဏလေးရက်ရက်ကြဆိုလမ်းခွဲကြဆိုဆိုပြီးတော့ပြောထားပင်မဲ့အမြဲတမ်းအတွက်ရေးရှိကြီးအတွက်လန်းခွဲလိုက်ဖို့တော့မဟုတ်ဘူးလောလောလတ်လတ်ဟို speak လိုတာမျိုးပေါ့เนาะကိုယ့်ရဲ့ခံစားချက်တွေကို ပြန်ပြီးတော့သုံးသက်ဖို့အတွက်သူကဟိုအချိန်လိုအပ်တာမျိုးဒါကြောင့်မင်းကိုလမ်းခွဲဖို့ပြောတာပေါ့နော်အရန်ကြီးဟိုတသက်လုံးစာကြီးလမ်းခွဲဖို့တော့မဟုတ်ဘူးဒါပေမဲ့တခုတတိထားဖို့လိုတာသူ့မှာပေါ့နော်ကိုယ့်ရဲ့ collective တွေရဲ့တစ်ဖက်သူမှာအတိတ်ကပိန်းနေပေါ့နော်အနာကျင်မှုတွေရှိတယ်မိမကလေးပဲဖြစ်ဖြစ်ယောက်ျားကလေးပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကမင်းနဲ့ပတ်သက်လို့တော့၎င်းသူတို့ရဲ့အရင် age ပေါ့နော်ဟို လို့ပြောရမှာကြီးစားဟောင်းအကြောင်းတော်၎င်းအသေးကွဲဘူးရာမျိုးဟိုဒီစိတ်ခံစားချက်နဲ့နည်းနည်းနဲ့အကြောက်တရားတွေရှိနေတာမျိုးတွေရှိတယ်အဲ့ဒီဟာတွေကဒီအချိန်မှာမျက်စိကိုလာပြီးတော့တက်ရောက်နေတာမျိုးပေါ့နော် aerosol အရာပို့ပြီးတော့တည်ကြွားရတယ်သူဒီအချိန်မှာ mentally track or stock ဖြစ်နေတာပေါ့နော်သူဟာနဲ့တူတူမင်းကိုထုတ်မပြောဘဲနဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကပိတ်မိနေပြီးတော့ဘာလို့လို့လို့ရမှန်းမသိအောင်ခံစားနေရတာ ဒီအဲ့လိုခံစားနေရတဲ့အတွက်သူမင်းကို facial curve ရဲ့ energy နဲ့ဘလောက် romantic ဖြစ်နေပါစေဘလောက်ချစ်နေပါစေအဲ့အရာတွေကိုထုတ်ပြောဖို့အတွက်သူကိုယ်တိုင်မသေးချာမရေရာဖြစ်နေတာပေါ့နော်ဒါကြောင့်မို့လို့သူမင်းကိုမပြောပြနိုင်ဘူး မပြောပြတတ်ဘူးဖြစ်နေတာပေါ့နော်ဒီ connection မှာသူ့ရဲ့စိတ်ခံစားချက်တွေကိုမင်းတို့သူပြောပြဖို့အတွက်အဆင်မပြေဘူးမဖော်ပြတတ်ဘူးဘာကြောင့်လဲဆိုတော့သူအကြောက်တရားတွေခံစားနေရတယ်နောက်တာတရားတွေခံစားနေရတယ်သူ့ရဲ့ internet ပေါ့နော်သူ့ရဲ့ဟိုးရင်ထဲမှာ limit လုပ်ထားတဲ့ block လုပ်ထားတဲ့အာစိတ်ပိုင်းဆိုင်ရာခံစားချက်တွေကအရင်အများကြီးဖြစ်နေရတချို့အတွဲတွေကြောင့်လည်း အတိတ်ကသူကမင်းဘော်ကိုဖောက်ပြန်ခဲ့ဘူးတာဖြစ်လိမ့်မယ်ပေါ့နော်။သူကအမားလုတ်ခဲ့ဘူးတာမျိုးလုံးဝတရရဲ့သေးဖောက်ပြန်တာမဟုတ်ဘူးဆိုရင်တော့သူကမင်းမကြိုက်တဲ့အမားတွေကိုလုတ်ခဲ့ထားတော့ဒီအချိန်မှာသူ့ရဲ့ခံစားချက်အစစ်မှန်တွေကိုမင်းကိုဖွင့်ပြောပြဖို့အတွက်သူ့မှာအစစ်မပြေဖြစ်နေတာမျိုးပေါ့နော်။ဟုတ်ပြီ။ Oracle လေးနဲ့ထပ်ပြီး confirm ရအောင်။ကိုယ်ဆိုတော့ မင်းတို့ရဲ့ဆက်ဆံရေးကပေါ့နော်အရင်တုန်းက toxic ဖြစ်တဲ့ abuse ဖြစ်တဲ့ relationship တွေတယောက်ကိုတယောက် pure love ပေါ့နော်စစ်မှန်တဲ့ချစ်ချင်းနဲ့ချစ်ပေးခဲ့တာမျိုးမဟုတ်ဘဲနဲ့တယောက်ကိုတယောက်ထိန်းချုပ်ရင်းနဲ့အဲတယောက်ကိုတယောက်သဝန်နေတိုးဟိုကမလို့ကဒီကမလို့ကဒီလိုမျိုးဟိုပူပူလောင်လောင်ကြီးချစ်ခဲ့တဲ့ချစ်ချင်းမျိုးကနေပြီးတော့ဟိုခုတစ်ဖက်သူက healing ဖြစ်ချင်နေပြီမင်းနဲ့ပေါ့နော် new beginning အစ်စ်ပြန်စားခြင်းနဲ့ခံစားချက်အစ်စ်တွေနဲ့အစ်စ်ပြန်စားခြင်းနဲ့ဆိုတာမျိုးကိုတွေ့ရတယ် တခြားတစ်ယောက်နဲ့စာကျင်တာမဟုတ်ဘူးမင်းနဲ့ပြန်စာကျင်တာဒါလောလောဆယ်တစ်ဖက်သူမင်းပေါ်ကိုထားတယ်အာသူ့ရဲ့တကယ် feeling acid ခံစားချက်အမှန်လေးပေါ့နော်ပြဿနာကြီးရှိရဲဆိုရင်လည်းဖြည့်ရှင်းလိုက်ကြပြီးတော့အပြောင်းအလဲကောင်းတစ်ခုကို သူလှုပ်ချင်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ် ဲ့ဒီအတွက်လည်းသူစူးစမ်းနေရပေါ့နော်အဲ့ဒီအတွက်လည်းသူစူးစမ်းနေရပြင်ဆင်နေတယ်ပြန်ပြီးတော့ဒီဆက်ဆံရေးလေးကိုတိဆောက်ဖို့အတွက်သူအာလုံးပန်းနေရဆိုတာမျိုးကိုမြင်ရတယ်ကိုပြောရလေဒီဒီ reading ကိုလာကြည့်ရတချို့သူတွေကအခုမှအဆင်မပြေဖြစ်ထားကာစားအတွဲတွေပါလိမ့်မယ်အဲ့လိုမျိုးအဆင်မပြေဖြစ်ထားတဲ့သူတွေရှိရဆိုရင်သူလိုက်ရှိမှာမင်းနဲ့ပြန်အဆင်ပြေဖို့အတွက်စူးစမ်းနေတာမျိုးကိုတွေ့ရတယ်နော်ဟုတ်ပြီသူရဲ့မင်းကိုမပြောပဲထားထားတဲ့ပြောဖို့ကြောက်ရွံ့နေတဲ့စကားတွေကရော cup cup တွေပဲဖြစ်နေတော့ဆိုတော့ ဆိုတော့ night of cough သူမျိုးပြောဖို့ကြောက်နေတဲ့စကံလုံးတွေကလည်းခံစားချက်တင်နေပဲပတ်သက်နေတယ်ပေါ့နော် base of the debt မှာ three dot panty game ကိုတွေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ဖက်သူကတစ်ချိန်လုံးကမင်းပေါ်ကို음나ကျင်စီတဲ့အပြုအမူတွေလောက်ခဲ့ဘူးတာမျိုးကတော့တေးချာနေပြီအဲ့ဒီအတွက်သူ ထုတ်ပြောလိုက်ဖို့အတွက်သူ့ရဲ့လက်ရှိအရင်ဆုံးကမင်းကိုသူကနားကျင်စေထားတဲ့အတွက်ကြောင့်မလို့လက်ရှိမှာသူမင်းအပေါ်ကိုတကယ်ခံစားချက်တွေကနည်းနည်းနည်းဖြစ်နေတယ်ဆိုရင်တောင်မှပဲဒီအချိန်မှာသူမင်းကိုချစ်ပြဖို့မင်းအတွက်သူစိတ်ခံစားချက်တွေကအရင်လေးနဲ့နေပါတယ်ဆိုတာကိုပြဖို့အတွက်သူကြောက်ရွံ့နေတယ်တဲ့သူ့ရဲ့အကြောင်းတရားတွေသူ့ရဲ့စိုးရိမ်ပူပန်မှုတွေအာကပဲပေါ့နော်မင်းနဲ့သူနဲ့ကြားထဲမှာနားလည်မှုလွဲသွားမှအောင်သူစိုးရိမ်နေအခုတစ်ခေါက်သူမင်းကိုချစ်ပြလိုက်မယ်သူမင်းကိုပြောလိုက်တယ် စကားတွေကထပ်ပြီးတော့မင်းနဲ့သူနဲ့ကြားထဲမှာနားလွယ်မှုလဲတော့မှာကို तू စိုးရိမ်နေဒါကြောင့် तू မင်းကိုချစ်တယ်ဆိုရင်တောင်မှချစ်တောင်ပြဖို့ तू ကြောက်နေတယ်တဲ့စစ်စော့ကာကတော့အင်း तू ကအခုချိန်ထိအတိတ်တွေကို तू ကိုယ်တိုင်း မမေ့နိုင်သေးဘူးပေါ့နော်ပြောရမယ်ဆိုသူကအမားလုတ်ခဲ့တဲ့သူတော်၎င်းမင်းကအမားလုတ်ခဲ့တဲ့သူတော်၎င်းဖြစ်လိမ့်မယ်သူကသူ့ကိုယ်တိုင်မှားခဲ့တယ်ဆိုရင်တောင်မှပဲအဲ့ဒီအမားတွေကိုသူ့ကိုယ်တိုင်ခုရက်တိရှက်နေတော့ပေါ့နော်သူ့ကိုယ်တိုင်ခုရက်တိနောက်သားတွေရနေတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူအဲ့ဒီ past က relationship အဲဒါမှမဟုတ်အရင်တုန်းကနာကျင်ခဲ့ရတဲ့ကိစ္စတွေကိုမမေ့နိုင်သေးတဲ့အတွက်အဲ့ဒီ memory တွေကိုသူမင်းနဲ့ sharing မလုပ်နိုင်သေးဘူး အဲ့ဒီသူမားခဲ့တဲ့အမားကိုဘာကြောင့်မားခဲ့ပါလဲဆိုတာမျိုးသူမင်းကိုဖွင့်ပြောဖို့အတွက်ကြောက်နေတယ်။သူ့ရဲ့အတိတ်ကနာကျင်မှုတွေကလက်ရှိအချိန်အထိသူ့ကိုဘလောက်တောင်လွှမ်းမိုးထားလဲဆိုတာကိုသူမင်းကိုရှင်းပြခြင်းနဲ့ဒါပေမဲ့လည်းသူမပြောပြရဲဘူးဖြစ်နေတယ်ဆိုတာမျိုးကိုမြင်ရတယ်။ဒါပေမဲ့လည်းသူစူးစမ်းလိုက်မယ်ပေါ့နော်သူဖြစ်ဖြစ်တည်းများအနှစ်ယောက်သားကြားထဲမှာအထင်လွဲနေတဲ့ကိစ္စတွေ မဖြေရှင်းရသေးတဲ့ကိစ္စတွေရှိနေတယ်ဆိုရင်သူဖြေရှင်းလာလိမ့်မယ်သူရှင်းပြလာလိမ့်မယ်အဲ့ဒီအတွက်လည်းသူအကောင်းဆုံးလုပ်နိုင်ဖို့အတွက်စ조사နေရမင်းကိုဖွင့်ပြောပြဖို့အတွက်ဖွင့်ပြောနိုင်ဖို့အတွက်သူစ조사နေရဆိုတာကိုတွေ့ရတယ်သူဘလောက်ပဲကြောက်ရွံ့နေပါစေသူဘလောက်ပဲစိုးရိမ်နေပါစေသူအဲ့ဒီကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေကိုကြော်လွန်ပြီးတော့မင်းကိုရှင်းပြဖို့ တွက်သူစူးစမ်းလိမ့်မယ်။နှစ်ယောက်သားရဲ့ဆက်ဆံရေးကိုသူက healthy ဖြစ်တဲ့ပုံစံလေးနဲ့ပဲအရှိဆက်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငါတို့နှစ်ယောက်ကြားထဲမှာဒီချက်ပို့ပြီးတော့နားလွယ်မှုနားလည်မှုလိုရစေမယ်။ဘလို့အရာမျိုးကိုမှသူမလိုချင်တော့ဘူးဆိုပြီးတော့သူမင်းကိုပြောချင်နေရပေါ့နော်။လက်ရှိမှာတစ်ဖက်သူကအာတော်တော်ကြီးကိုမှ emotional awakening ဖြစ်တာမျိုးကိုတွေ့ရတယ်ဗောနော်အရင်တော့ကသူဘလောက်ဆိုးခဲ့လဲဘလောက်တောင်မှပဲအာအဆင်မပြေအောင်မင်းကိုပြုတ်မှုခဲ့လဲတော့မသိပါနဲ့ဒီအချိန်မှာတော့တော်တော်ကြီးကိုနောင်တရနေတယ်ဒါကြောင့်မို့လို့အပြောင်းလဲတွေအများကြီးလှုပ်ရှင်နေသူအမှန်တရားကိုမင်းကိုချပြခြင်းနဲ့အမှန်တရားနဲ့ပဲနေကြတော့တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ shut over ဗောနော်သူမင်းကို မင်းကသူ့ကိုခွင့်မလွတ်နိုင်ဘူးဆိုရင်တောင်မှပဲသူကတော့အမှန်တရားတွေမင်းကိုဖွင့်ပြောခြင်းနဲ့ဖွင့်ပြောပြမယ်အဲ့ဒီနောက်မှာဟိုတကယ်ကိုအကောင်းမွန်ဆုံး healthy ဖြစ်တဲ့ relationship လေးကိုသူတည်ဆောက်ခြင်းနဲ့တယောက်နဲ့တယောက်နဲ့နည်းနည်းနည်းချစ်ကြမယ်အပေးယူမြမြအာတည်ဆောက်ကြမယ်အတိတ်တွေကိုထားခဲ့လိုက်ပြီးတော့ပူကောင်းတဲ့အမှန်တရားပူကောင်းတဲ့ချစ်ခြင်းတွေရလာဖို့အတွက်အတူတူ manifestation တွေလုပ်ရင်းနဲ့အာအပြောင်းလဲ ကြီးကြီးတစ်ခုကိုသူကလှုပ်ချင်နေတာမျိုးကိုတွေ့ရတယ်အခု तू အဲ့ဒီလှုပ်ချင်နေတဲ့အဲ့ဒီအပြောင်းအလဲကောင်းနေအဲ့ဒီစိတ်ခံစားချက်တွေကိုသူမင်းကိုပြောဖို့ကြောက်ရွံ့နေတယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ရှင်嗯。Mm. ion range တဲ့နှစ်ယောက်သားကြားထဲမှာပေါ့နော်ဟိုဒီ unconditional love ကိုဖြစ်လာဖို့အတွက်တောင်းတဲ့တရားဘာကိုမှမမျောလဲမဲ့ချစ်ပေးတတ်တဲ့ချစ်ချင်းတွေဖြစ်လာဖို့အတွက်ရွေးချယ်စရာဒီတော့အများကြီးရှိခဲ့တယ်ရွေးချယ်ခွင့်တွေလည်းရှိခဲ့ရင်းနဲ့နှစ်ယောက်သားကမလုပ်ခဲ့ကြတာပေါ့နော် မလုပ်ခဲ့ကြတော့လွဲချော်ခဲ့တယ်လွဲချော်ရင်လွဲချော်ရင်လည်းဒီအချိန်ထိရောက်လာပြီးတော့တကယ်ခံစားချက်အမှန်တွေကိုကိုယ်တိုင်နားလည်လာတဲ့အချိန်မှာတော့သူကမင်းကိုဖွင့်မပြောရဲတော့ဘူးဖွင့်ပြောဖို့တစုံတစ်ခုကသူ့ကိုတားဆီးထားတယ်လို့မျိုးဖြစ်နေတာမျိုးပေါ့နော်ဆိုတော့ဒါတစ်ဖက်သူမင်းကိုဖွင့်ပြောရမှာကြောက်တယ်ပြောလဲပြောချင်တယ်ဆိုတဲ့စကားလုံးနေခံစားချက်တွေဖြစ်တယ်ပေါ့နော်။နှစ်ယောက်သားရဲ့ဆက်ဆံရေးကအများအမြင်မှာတော့ပျော်စရာလေးအားကျစရာလေးဆိုပြီးဖြစ်နေပေမဲ့ တကယ်တော့နှစ်ယောက်သားမင်းတို့နှစ်ယောက်ရဲ့ကြားထဲမှာတကယ်အတွင်းထဲမှာတော့လှိုက်စားနေရပေါ့နော်ရှင်းလင်းမှုတွေလိုတယ်အမှန်တရားတွေလိုတယ်တယောက်နဲ့တယောက်ယူသားဖို့ဒီဆက်ဆံရေးလေးကိုဟိုကာကွယ်ဖို့အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့လိုအပ်နေတာမျိုးတွေကိုတွေ့ရပါတယ်ရှင်ဆိုတော့ဒါက collective reading ဖြစ်ပါတယ် general reading ဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးနဲ့တော့ energy မကိုင်နေနိုင်ပါဘူး energy resonate ဖြစ်တဲ့သူအတွက်ပဲမှန်ကန်နိုင်ပါမယ်ဒီကနေ manic ကိုယ်တွက်လို့ခံစားရတယ်ဆိုရင်ဒါမင်းအတွက်ဖြစ်တယ်နားထောင်သွားပေါ့နော်ဟုတ်ပြီ personal rating ဖတ်ချင်တယ်ဝယ်ချင်တယ်ဆိုရင်တော့ message box ကိုလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင်ဒီလိုမျိုး free reading လေးတွေကိုအဆင်မပြတ်ရချင်ရင်တော့ YouTube Discord နဲ့ TikTok နဲ့ Facebook ကို like and subscribe လေးလုပ်ထားလို့ရပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ်ကိုတို့နောက်ထပ် video လေးနဲ့ပြန်တွေ့ကြမယ်နော်